မြန်မာကျောင်းမြတ်ရန်နာပြပွဲ၌ပလဲကျောင်းစိမ့်နှင့်ကျောင်းမြတ်အသွဲပေါင်း၄၀၀၀ကျော်အားရောင်းချနိုင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်အကျဉ်60မြောက်မြမကျောင်းမြတ်ရန်နာပြပွဲမှာပလဲကျောက်စိမ့်နဲ့ကျောင်းမြတ်အသွဲပေါင်း4000ကျော်အားရောင်းချနိုင်ခဲ့တယ်လို့တရံစာသားနေတပောင်းဝပဝင်းချင်းထိန်းသိမ်းရေးဝန်ကြီးဌာနကတည်ရပါတယ် နိုင်ငံတော်အတွက်နိုင်ငံချောင်းဝင်ွေရှောက်ဖွေပေးနိုင်ဖို့နိုင်ငံသားများအတွက်စီးပွားရေးအကျိုးပြန့်ထုံးမှုများရရှိနိုင်စေဖို့နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေဖို့နဲ့အထောက်အကူပြုနိုင်ဖို့မြန်မာချောင်းမြေရန်နာပြပွဲများကိုနှစ်စဉ်ကျင်းပနေတယ်လို့ဆိုပါတယ် လက်ရှိကျင်းပနေတဲ့အကျဉ်60မြောက်မြမချုံမြေရန်နာပြပွဲမှာ ပလဲအသွဲပေါင်း443သွဲချုံမြေအသွဲပေါင်း69သွဲအုပ်စုအေးနဲ့ပြီးတော့မှကျောင်းဆိုင်ရအသွဲပေါင်း2130နဲ့အုပ်စုစီမှကျောင်းဆိုင်ရအသွဲပေါင်း1412သွဲကိုပြည်တွင်းပြည်ပရန်နာကုန်သွဲများအားရောင်းချပေးနိုင်ခဲ့တယ်လို့သိရပါတယ် အဆိုပါပြပွဲနဝမနေကိုရမန်နေမနက်ပိုင်းကနေပြည်တော်ရှိမန္တလေးရတနာကြောင်စိမ့်ခမ်းမ၌ဆက်လက်ကျင်းပရာမနက်ပိုင်းမှာစတင်ပြီးပြည်ရင်းပြပရတနာကုန်းတဲတွေဟာမန္တလေးရတနာကြောင်စိမ့်ခမ်းမအပြင်ဘက်တပ်မှန်နေရာများအလိုက်ခင်းကျင်းပြတာထားတဲ့အောက်စုစီမှကြောင်စိမ့်ရတော်ဲများကိုစိတ်ကြိုက်လေးလာကြည့်ရှုကြပါထဲ့ ယမန်နေ့ပြောင်းပွဲမှာအုစုစီမှကြောင်းဆိုင်ရသွဲပေါင်း950ကိုပြည်တွင်းပြည်ပရန်နာကုံတဲများအားအိတ်ဖွင့်တင်းသားစနစ်ဖြင့်ရောင်းချပေးခဲ့ပြီးကြောင်းဆိုင်ရသွဲပေါင်း939သွဲရောင်းချခဲ့ရာကြောင့်ထုတ်ပြန်ကြေညာခဲ့ပါသည် ဒါအပြင်ပြပွဲတရမနေမှာရောင်းချမဲ့အုတ်စုစီမှကြောက်စိမ်းအတွဲအမှတ်4400တက်မှ9085အထီကိုပြည်တွင်းပြည်ပရန္နာကုန်တယ်များကကြီးစုစစ်ဆေးကြပြီးဈေးနှုန်းပေးသွင်းလွှာများကိုတက်ဆိုင်ရာတင်တာဘုံများအတွင်းသို့ထည့်သွင်းကြပါသည် အဆိုမှစိန်နှုတ်တင်သွင်းလွှာများကိုတာဝန်ရှိသူများကညနေပိုင်းတွင်ဖွင့်ပေါက်စစ်ဆေးကရောင်းချရသည့်ကြောက်စရံသွဲများကိုဒဝင်ပါလ26ရက်နနက်ပိုင်းတွင်ကြီးညာသွားမယ်လို့လည်းသိရပါတယ်ရှင်။